ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိတ္တတွေအောင်လာနေတာပါ။ FIFA ရဲ့ Club World Cup ပြိုင်ပွဲမှာအောင်မြင်ဆုံးအသင်းဖြစ်တဲ့ Real Madrid အသင်းကဒါအခုလက်ရှိမှာ Saudi Arabia Club Al-Hilal အသင်းနဲ့ကံရတယ်။ဒီပွဲက Madrid အသင်းက Javi Alonso ရဲ့ပထမဆုံးပွဲဖြစ်တဲ့ဒါအခု အထောင်တိုက်စစ်မှုဖြစ် Mbappe မပါတဲ့အတွက်ကြောင့် ဒါကွန်ချာလိုကာစီယာကိုသူတို့အထောင်ထားပြီးတော့မာရိုဒရီဂိုရဲ့ဗီနီရှက်နဲ့ထားပြီးတော့ဒါကွင်းလေကဂျူပါလင်ကန်ဗီလ်ဗာတီနဲ့ဒူရှမ်မန်ဒီတို့ထားပြီးတော့ခန်စစ်မှာထရန့်ပါတဲ့ဖာလင်ကာစီယာနဲ့တစ်ဖက်ကမာကိုအဆန်စီယိုကိုဒင်းဟော့ဆန်နဲ့တွဲပြီးတော့ဂိုသမာထီဘိုခော့တွာတို့ကစားတာပေါ့လေတစ်ဖက်ကအာဟီလာအသဲမှာတော့အဓိက တိုက်စင်မှု မီထရိုပင်မှာပါနိုင်တဲ့အတွက်တရားစီအတွက်မှာချီးစွမ်းပြနေတဲ့မာကိုစ်လီယိုဒါတို့ကဥဆောင်နေ။ဒါပေမဲ့သူတို့ကွင်းလယ်မှာအက်ဆတာရီရဲ့မီလန်ကိုဗစ်စားပေးရဲ့မဲလ်ကွန်ရထားပြီးတော့မှာအဓိကကွင်းလယ်ကတော့အယ်ဒါဝါရီရဲ့ပြီးတော့မှာနောက်တစ်ယောက်ကရူဗင်နာဗက်စကီအဓိကပဲ။သူတို့နှစ်ယောက်ရဲ့ကွင်းလယ်တော်တော်လေးကောင်းသူခန်စစ်ကခူရီပါလီကန်တဲ့ဒီဥဆောင်တဲ့ခန်စစ်မှာလန်နယ်ရိုဒီယိုရန်နယ်လိုဒီနဲ့တစ်ဖက်ကဂျောက်ကန်ဆယ်လို့ကစားပြီးတော့ကိုသမား ဘုံတို့ဆိုတော့ဒီပွဲမှာဝင်းမထွေအသင်းနဲ့အာဟီလာပွဲမှာနှစ်သင်းလုံး chance အများကြီးရတာတော့မဟုတ်ဘူးမထွေကလည်းရတော့ရတယ်ဒါပေမဲ့နောက်ဆုံးဝက်ပီကန်ဒီမှာရတဲ့ injury တိုင်းက penalty ကရဲမထွေကိုဒါအဖို့တန်းသုံးပတ်ရနိုင်စရာဖြစ်ခဲ့ပေမဲ့တကယ်တမ်းကျတော့အဲ့ဒါ justice ပဲဘာကြောင့်လဲဆိုတော့နောက်ခံလူဒါလူစားဝင်လာတဲ့ ecuatori ကဘယ်လိုပြောမလဲဆိုတော့ area တွေကိုဝင်ပြီးတော့ဘောလုံးကိုဘောလုံးကိုသူတစ်လျှောက်လုံးကြည့် တခြားလုံးကြည့်နေပြီးတော့ကျွန်တော်ပြောချင်တာနောက်တန်းမှာနောက်မှာသူ့နောက်မှာပါတဲ့ Frank Garcia ပါမှတိတော့မသိဘူးဘောလုံးကိုသူတောက်လျှောက်ကြည့်လာပြီးတော့မှလှည့်ပြီးတော့သူဘောလုံးရွေးချယ်မှာထုံးတန်းလိုက်ပါဗျာသူကလက်ကလိုတဲ့ပို့ပြီးတော့မြောက်ပြီးတော့ Frank Garcia ရဲ့ Messi ကိုမျက်နှာအိုးရိုက်လို့ဖြစ်သွားရိုက်တော့အမှန်တိုင်းပြောရင်ဘာ action မှလည်းမရှိဘူးဘာ intention မှလည်းမရှိဘူးဒါပေမဲ့ပြဿနာက तू ကနောက်ဘက်က Frank Garcia ပါတာကိုမသိဘူး तू ကသူတွားတာ ဒါပေမဲ့ကန်ဆိုးကျင်တော့ကိုယ်လေတန်လူကြီးကို VR ကခြေကိုင်းနေပတ်တန်လူကြီးကပြန်သွားခြေချင်မှာဒါကို penalty ဖြစ်ဆုံးအမှန်တမ်းပြောရတာ just it တကယ် just ဘာ penalty မှပေးစရာမလိုဘူးကျွန်တော်ပြောချင်တာထားလိုက်တော့အိုက်ကစားမားကဒီ UH ရှိရှိနဲ့နောက်တန်းကကစားမားကဒီ Ferran Garcia ကိုလက်နဲ့တားတယ်တားဖို့ရည်ရွယ်တယ်ဆိုတော့တမျိုး ်အခုကသူကမြင်တော့မမြင်ဘူးအနောက်မှာဒါပေမဲ့လေအေရီးယားဘောက်ဆယ်မှာဖြစ်တဲ့အတွက်ကြောင့် foreign garcia ကလဲချလိုက်တယ်လဲချလိုက်တဲ့ကြောင့်ကိုယ်လည်းတည်းကပနေပေးတယ်ကဲချဆိုတော့တဲ့မျက်နှာကိုထိသွားတော့ဘယ်စားမှမဆိုလဲချမှာပဲဒါပေမဲ့အဲ့ဒါ penalty ပေးတယ်အဲ့ penalty ကတကယ် justice ပဲကိုယ်မှာဘိုလိုက velvardi ကန်နာကိုဖမ်းသွားဒါပေမဲ့ကျွန်တော်ကအဲ့ penalty ကိုတကယ်ဆိုရင် luka motu ကိုပေးကန်စီချင်တာအားလုံးလဲဆိုတော့ luka motu ကတကယ် penalty တကယ်ကောင်းတဲ့ကစားမှာ croatia မှာလည်း penalty ပေးတော့မှမလဲဘူး real madrid မှာလည်း penalty ပေးတော့မှမလဲဘူးဒါပေမဲ့ တော့မပေးကံပဲဗဗာဒီကံနဲ့ကိုယ်မဆေ့သွားတယ်။ဒါပေမဲ့အဲ့ပထမပိုင်းမှာအဟိလာအသင်ကစားတဲ့ပုံကြီးပထမပိုင်းမှာသူတို့ပိုကောင်းတဲ့ဖိုက်ဆက်ကိုကစားနိုင်တယ်။ သူတို့မှလည်းတကယ့်ကိုအခွင့်အရေးရနိုင်တဲ့ brilliant တကယ့်အရေးပါတဲ့ moment တွေသူတို့ဖန်တီးတယ်ဒုတိယပိုင်းကတော့ပူပူပြီးတော့သူတို့ချစ်ချစ်လေးကစားတယ်သူတို့ရဲ့တံပြန် transition ကောင်းတာတွေတော်တော်လေးအလုပ်ဖြစ်တယ်ဒါ real madrid အသင်းကတော့နောက်ပိုင်းမှာဘောလုံးတွေတောက်လျှောက်ကင်ထားတယ်ဒါဘောလုံးတွေကင်ထားပြီးတော့ပွဲကိုစုံမို့ဖို့လုပ်ပေမဲ့အာဟီလာအသင်းရဲ့ခံစစ်ကိုထွက်လဲကူတော့မဖောက်ရ position ဆို madrid တက်တော် real madrid ကတားတယ်အဓိက real madrid အသင်းမှာ javi alonso ရဲ့အသင်းရဲ့ပြဿနာပွဲကိုသူတို့မစိုးမိုးနိုင်အောင်ပြ ဘောလုံးတွေရတယ်သူတို့ကဘောလုံးကိုလိုရက်ပို့ပြီးတော့အရင်မကင်မဲ့နဲ့အမြင်မြင်ဆက်ဆက်ပေးတာဒါပေမဲ့ခက်တာကတူးချင်းကြော်ဖြတ်မှုမလုပ်နိုင်ဘူးအဲ cyber တွေ full bat တွေကိုသူတို့မကြော်နိုင်ဘူးမကြော်နိုင်တော့ဘာဖြစ်လဲဆိုတော့ဒီပုံစံပဲတောက်လျှောက်အောက်တောက်လျှောက်ဖြစ်ရင်လည်းဆောပိုင်းတုံးကကိုးသွင်းထားတာပေါ့လေသွင်းထားတဲ့ကိုးရှိအဲ့ကိုးနေပဲသူတို့ဥဆောင်နေဒါသွင်းသွားတဲ့ကိုးကတော့ဒီလူငယ်ကစားပါလေး Real Madrid ကစားပါဘွားသူ debut မှာတကယ် competitive ဖြိုင်ပွဲရဲ့ debut မှာကွန်ဂျာလိုကာစီယာဆိုတဲ့ချက်တိတ်လေးဒီပွဲရဲ့ man of the match လေးရသွားတယ် ဒါမန်နော့တမဲလည်းရသွားတယ်သူက remedy တက်ဒါဒုတိယမြောက်ဂိုးပေါ့ဗျာဒုတိယမြောက်ဂိုးတွင်းတယ်ဒါ D2 အတွက် senior ဒုတိယမြောက်ဂိုးတွင်းတယ်တပါပိုင်း34မှာ Rodrigo Fanti ပေးတာကနေဒါဘယ်လိုပြောမလဲအိုက်ချက်တိလေးကဆီယာကဂိုးတွင်းတယ် 1z ဖြစ်သွားတယ်သူရဲ့ physical physical present နဲ့ area ကြီးကတော့တော်တော်လေးကောင်းတယ်ဗျာတော်တော်လေးအကူရမယ့်ချက်တိတ်လေးဗျာအဲ့ဒါမှရေကိုယ်နဲ့ဥဆောင်ကဲပြီးတော့မှ တော့ပထမပိုင်း PND မှာဒီဘယ်လိုပြောမလဲလီယိုနာໂດမာကုစ်လီယိုနာໂດကိုဖောင်းလို့လို့ဒါပယ်နတီပြန်ရတယ်အဲ့ပယ်နတီကိုရူဗင်နာဗက်စကန်နဲ့ဝမ်ဝမ်ဖြစ်သွားတယ်ဒီဘူခော့တော့လည်းမတက်နိုင်ဘူးဒါပေမဲ့ပွဲကသူမသားကိုမသားပဲရမတွစ်ကလည်းဒီဒိန်ဂျာပေါက်တဲ့ပုံစံမျိုးတွေနဲ့အာဟီလာအသင်းကိုပရက်ရှာမပေးနိုင်တဲ့အချိန်ပွဲ PND မှာခုနကျွန်တော်ပြောတဲ့ incident ဖြစ်တယ်ဒါနောက်ခံလူလူစားဝင်လာတဲ့ကစားသမားရဲ့ဒါ area ထဲမှာလက်နဲ့မျက်နှာကိုရိုက်သလိုဖြစ်သွားတဲ့အချိန်မှာကွန်းလက်တန်ကြီးကပယ်နတီပေးတယ် အဲ့ပနတီကိုဗယ်ဗာရီကံပေမဲ့ဂိုဒမဘူနိုစိတ်သွားတယ်စိတ်တော်တော်လေးကောင်းတယ်အဲ့ဘိုဒမဘူနိုကပနတီအဆုံးဖြတ်နဲ့ကြလို့ရှိရင်ဒါဘယ်လိုပြောမလဲပနတီအဆုံးဖြတ်မှာဘယ်လိုပြောမလဲတော်တော်ကိုဒါတကယ်ကို quality ကောင်းတဲ့ဂိုဒမပဲဒါအခုလောလောဆယ်အနေထားရတော့အဆုံးသတ်မှာရမတွေ့အသင်ကတေးတမတ်နဲ့ပဲဘယ်လိုပြောမလဲကျင်းနေရတယ်ဒါပေမဲ့အာဟီလာအသင်မထိုက်ကြတာဘူးထိုက်ကြတယ် ဘာလို့စီမိုနီအင်ဇာကီအသင်ကောင်းတယ်ဗျာထင်တော့မထင်ဘူးသူတော်တော်လေးကောင်းတယ်လုံးတက်ကင်တက်ပြီးတော့အဆုံးသက်မှာဒါရယ်မက်ဒရစ်အသင်နိုင်ပွဲပျောက်ဆုံးပြီးတော့ဆော်ဒီကလပ်ကတော့တကယ်ကိုထိုက်တန်တဲ့တေကိုရယူခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်